ဆယ်ဥစုဟာစကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကစလို့မေလ9ရက်နေ့အထိတိုင်းနယ်ပြည်နယ်73ခုမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း382ခုပြုလုပ်ခဲ့ပါတယ်။အဲဒီဖြစ်စဉ်တွေကြောင့်ပြည်သူတေဆုံးမှု334ဦးရှိခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ952ဦးရှိခဲ့ပါတယ်။တေဆုံးသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်32ဦးပါဝင်ပြီး ။ဒဏ်ရာရသူတွေထဲမှာအသက်၁၈နှစ်အောက်ကလေးငယ်53ဦးပါဝင်ပါတယ်။ဒီတလာခွဲကန့်ကာလအတွင်းမှာလေကြောင်းတိုက်ခတ်မှုကြောင့်လူတွေအင်ဂျင်900ကျော်၊စာတင်ကျောင်း40ကျော်နဲ့ဘာသာရေးစောင့်တွေဖြစ်တဲ့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း20ကျောင်းခရစ်ယာန်ဘုရားကျောင်း၄ကျောင်းနဲ့ဗလီတလုံးတို့ထိခိုက်ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။လက်ရှိမှာအကျန်းဖက်ဆေးအုပ်စုဟာလေကြောင်းတိုက်ခိုက်မှုတွေကိုဂျက်လီယင်ဒရုန်း စက်တက်လေဒီပါရာမော်တာတွေအပြင်ဂျိုင်ရိုကော်ပတာလို့ခေါ်တဲ့ရဟတ်ယာဉ်အငယ်စားတွေကိုပါအတုံးပြူလာတာတွေ့ရပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေအပြင်လက်နက်ကြီးတွေနဲ့နေစဉ်ရက်ဆက်ပြစ်ခတ်တိုက်ခိုက်လျက်ရှိသလိုစစ်ကြောင်းထိုးပြီးတော့ရွာတွေကိုမီးရှို့ဖျက်ဆီးတဲ့ဖြစ်စဉ်တွေလည်းရှိနေပါတယ်။အကြမ်းဖက်စစ်တပ်ဟာပြည်သူလူထုကိုဥတီတဲ့လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပြစ်ခတ်မှုတွေရွာတွေကိုစစ်ကြောင်းထိုးမီးရှို့တာတွေစတဲ့လုပ်ရက်တွေကိုနေစဉ်ရက်ဆက် လက်တွေ့လှုပ်ဆောင်နေပေမဲ့တဖက်မှာတော့နိုင်ငံတကာမှမြန်မာပန်းလှစီရေးအတွက်ဟန်ပြပြစ်ခတ်ရစဲရေးထုတ်ပြန်ချက်တွေကိုထတ်တော့ထုတ်ပြန်လျက်ရှိနေပါတယ်မြန်မာနိုင်ငံမှာ နိုင်ငံတော်နဲ့ပြည်သူလူထုကိုကာကွယ်ဖို့နဲ့စစ်အာဏာသိမ်းမှုကိုအဆုံးသတ်ပြီးပြည်သူလူထုတရက်လုံးရဲ့မျှော်ရည်ချက်ဖြစ်တဲ့ Federal Democracy ပြည်ထောင်စုကိုတည်ထောင်နိုင်ဖို့အတွက်ပြည်ထောင်စုအစိုးရဖြစ်တဲ့မြို့သားညီညွတ်ရေးအစိုးရအပါအဝင်တော်လှန်ရေးအင်အားစုတွေအားလုံးဟာ ဖြစ်နိုင်သမျှနီလန်ပေါင်းစုံကိုအသုံးပြုပြီးခစ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးတရက်ကိုဆင်နွှဲနေကြတာဖြစ်ပါတယ်။မြမပြည်သူလူထုရဲ့ဆန္ဒသဘောထားနဲ့အညီပေါ်ပေါက်လာတဲ့တော်လှန်ရေးအောင်မြင်မှုတို့အတွက်အပြစ်ခတ်ရဲစဲယုံတတ်တတ်နဲ့အပြေထွက်နိုင်မှာမဟုတ်ဘူးဆိုတာကိုပြောကြားလိုပါတယ်။